မင်္ဂလာပါရှင်ခစ်တင်ယူ channel မှာဒေတာရောက်မြန်မာသတင်းတွေကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ရှင်အခုပထမဆုံးတင်ဆက်ပေးမယ့်သတင်းကတော့အိန္ဒိယကပါကစ္စတန်ကိုဒုံးကျည်များဖြင့်စတင်တိုက်ခိုက်ရခိုင်လအတွင်းအိန္ဒိယထိန်းချုပ်သောကက်ရှမီးယားတွင်အိန္ဒိယနိုင်ငံသားအများစုသေဆုံးစေခဲ့သောအကြမ်းဖက်လုပ်ရက်အတွက်လက်ထုတ်ပြန်ဟုဆိုတဲ့သတင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ရှင် အိန္ဒိယနိုင်ငံကပါကစ္စတန်နိုင်ငံအတွင်သို့ဒုံးကျည်များဖြင့်ယနေ့နက်အစောပိုင်းစတင်တိုက်ခိုက်လိုက်ပြီးရခိုင်လအတွင်ဖြစ်ပွားခဲ့သောအိန္ဒိယထိန်းချုပ်သည့်ကက်ရှမီးယားဒေသတွင်အိန္ဒိယနိုင်ငံသားအများစုသေဆုံးစေခဲ့သော အကြမ်းဖက်လုပ်ရဲအတွက်လက်တော့ပြန်လိုက်ကြောင်းအိန္ဒိယအစိုးရကသတင်းထုတ်ပြန်ပါသည် ယနေ့နေ့အစောပိုင်းအိန္ဒိယကပါကစ္စတန်နိုင်ငံအတွင်းနှင့်ပါကစ္စတန်ထိန်းချုပ်သောကက်ရှမီးယားဒေသများရှိပြစ်မှတ်ဂိုးကူကိုဒုံးကျည်များဖြင့်ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်းအဓိကအားဖြင့်အကြမ်းဖက်သမားများ၏နေရာများကိုဥတီပစ်မှတ်ထားခြင်းဖြစ်ကြောင်းအိန္ဒိယကဆိုပါတယ်ဒီတုံ့ပြန်မှုကအိန္ဒိယထိန်းချုပ်ထားတဲ့ကက်ရှမီးယားဒေသမှာအိန္ဒိယနိုင်ငံသား25ဦးနဲ့နီပေါ်နိုင်ငံသားတအူးသေးဆုံးစေခဲ့တယ်။ပါဟက်ဂန်အကြမ်းဖက်တိုက်ခိုက်မှုဖြစ်စဉ်ကိုတုံ့ပြန်တာဖြစ်ပါတယ်လို့အိန္ဒိယကာကွယ်ရေးဝန်ကြီးဌာနကကြေညာပါတယ်။ ဧပြီလ22ရက်နေ့အိန္ဒိယထိန်းချုပ်ထားတဲ့ကက်ရှမီးယားဒေသပါဟေဂန်ကျေးရွာတွင်အိန္ဒိယနိုင်ငံသား25ဦးနဲ့နီပေါ်နိုင်ငံသားတအူအကြမ်းဖက်ပစ်ခတ်တပ်ဖြတ်ခံခဲ့ရကြောင်းအဆိုပါဖြစ်ပွားခဲ့သည့်အကြမ်းဖက်တိုက်ခိုက်မှုနှင့်ပတ်သက်၍ပါကစ္စတန်နိုင်ငံကထောက်ဝင်ယူရမည်ဟုအိန္ဒိယနိုင်ငံကထုတ်ပေါ်ပြောကြားပြီးနောက်အိန္ဒိယကယနေ့နေ့အစောပိုင်းစတင်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပါသည် ပါကစ္စတန်နိုင်ငံကလည်းအိန္ဒိယကဒုံးကျည်များဖြင့်တိုက်ခိုက်ကြောင်းအတည်ပြုလိုက်ပြီးပါကစ္စတန်ထိန်းချုပ်ထားသောကက်ရှမီးယားဒေသတွင်ပောက်ကွဲသံများထွက်ပေါ်ခဲ့ကြောင်းလက်ရှိအချိန်ထိလူအနည်းဆုံး၈ဦးသေဆုံးခဲ့ကြောင်းသိရှိရပါသည်ပါကစ္စတန်နိုင်ငံကအိန္ဒိယ၏တိုက်ခိုက်မှုအတွက်လက်တော့ပြန်ပြီးဟုပြောဆိုပြီးနောက်အိန္ဒိယတိုက်လေယာဉ်၃စီးနဲ့ drone တစ်စီးကိုပစ်ချခဲ့ကြောင်းပါကစ္စတန်လေပိုင်းနက်အတွင်လေယာဉ်ပြန်တမ်းမှုများကိုပိတ်ပင်လိုက်ကြောင်းကြေညာပါတယ်။ အိန္ဒိယနဲ့ပါကစ္စတန်တို့သည်ကက်ရှမီးယားဒေသနှင့်ပတ်သက်၍နှစ်ပေါင်းများစွာကတည်းကနယ်မြေပိုင်ဆိုင်မှုအငင်းပွားတိုက်ခိုက်ခဲ့ကြကနှစ်နိုင်ငံလုံးမှာနျူကလ িয়ার လက်နက်ပိုင်ဆိုင်ထားသည့်နိုင်ငံများဖြစ်ကြသည်။ဆလပီမင်းအောင်လိုင်ကစစ်ဘက်ဆိုင်ရာလုပ်ပိုင်ခွင့်နှင့်ဆုံးဖြတ်ခွင့်အများစုကိုဗိုလ်ချုပ်ကြီးကျော်စွာလင်းကိုပေးအပ်လိုက်ပြီးဒူတက်ချုပ်ဆိုဝင်ထက်ပေးလုပ်ပိုင်ခွင့်ပုံမူရရှိလာတဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးတော့မှာဖြစ်ပါတယ်ရှင်။တနိုင်ငံလုံးနဲ့ပတ်သက်ဆက်နွယ်နေသောစီရေးဆိုင်ရာလုပ်ပိုင်ခွင့်အများစုကိုဗိုလ်ချုပ်ကြီးကျော်စွာလင်းကိုမင်းအောင်လိုင်ကပေးအပ်လိုက်ပြီး ဒုတက်ချုပ်စိုးဝင်းတက်ပင်လောက်ပိုင်ခွေပုံမူရရှိလာကြောင်းနေပြီးတော့စစ်ပတ်သတင်းရင်းမြစ်ကသတင်းဌာနသို့ပြောဆိုပါရယ်၂024ခုနှစ်ဒီဇင်ဘာလအတွင်းစစ်တပ်ကြီးရေလေညှိနှိုင်းကိုကဲရည်မှုအဖြစ်ခန့်အပ်ခံရသောဗိုလ်ချုပ်ကြီးကျော်စွာလင်းသည်၅လနီးပါးကြာမြင့်လာချိန်တွင်စစ်ပတ်ဆိုင်ရာစီမံခန့်ခွဲမှုနှင့်လောက်ပိုင်ခွေအများစုကိုရရှိလာကြောင်းဗိုလ်ချုပ်ကြီးကျော်စွာလင်းကဒုတက်ချုပ်စိုးဝင်းတက်ပင်စစ်ဖက်ရေးရများတွင်အရေးပါလာပြီးစုံဖြတ်ခွင့်များပါပုံမူရရှိလာကြောင်းသိရှိရပါရယ် ။ဒီ၅လအတွင်းညီကွက်ရဲ့လှုပ်ပိုင်းပဏိကပိုပြီးများလာတယ်။ပို့ပြီးတော့အဓိကကြတဲ့စစ်စင်ရည်နဲ့စစ်ရည်ဆိုင်ရာဆုံးဖြတ်ခွင့်တွေပို့ရလာတယ်။တက်ချုံနဲ့သူကပို့ပြီးနိနိကပ်ကပ်နဲ့စစ်စင်ရည်တွေမှာဆုံးဖြတ်ခွင့်ရနေတယ်။ဒူးတက်ချုံ ထက်တောင်လုတ်ပိုင်ခွေပို့ပြီးရလာတယ်လို့ပြောလို့ရတယ်။နောက်တစ်ခါတက်ချုပ်ရဲ့နိုင်ငံသားခီးစွင့်နေသွားတဲ့အခါမှာစစ်ဖက်ရေးရာအလုံးနဲ့လုတ်ပိုင်ခွေအများစုကိုညှစ်ကိုလက်ထဲကိုပဲယာယီလွှဲပေးခဲ့တာမျိုးတွေလည်းပို့ပြီးများလာတယ်ဟုနေပြည်တော်စစ်ဖက်သတင်းရင်းမြစ်ကဆိုပါတယ်။မေအောင်လိုင်းကချော်စွာလင်းကိုအနီးကခေါ်ယူထားသည့်အပြင်အချို့သောစစ်ဖက်နေစစ်စင်ရေးကိစ္စများတွင်ဒုတက်ချုပ်နေအခြားတိုက်တန်းပို့ချုပ်များကိုပင်အတိမပေးတော့ပဲဆုံးဖြတ်စည်းမမှုများလည်းရှိနေကြ။မေအောင်လိုင်းနဲ့ကျော်စွာလင်းတို့အကြားပုံမိုနီနီကက်ကက်ရှိလာနေကြစစ်ဘက်သတင်းရင်းမြစ်ကဆိုပါတယ်ကျော်စွာလင်းမှာ စစ်တပ်ကတို့အပတ်စဉ်35ကျောင်းစင်တအူဖြစ်ပြီး2018ခုနှစ်အလယ်ပိုင်းတိုင်းတိုင်းမွန်2020ခုနှစ်မေလမှဒုတိယဗိုလ်ချုပ်ကြီးရာထူးဖြင့်စစ်ထောက်ချုပ်တာဝန်ရင်းနောက်စစ်ဦးစီးအရာရှိချုပ်ကြီးအဖြစ်2023ခုနှစ်တွင်ပူးတဲ့တာဝန်ယူခဲ့သူဖြစ်က2024ခုနှစ်ဒီဇင်ဘာလ19ရက်နေ့တွင်တပ်မတော်ကြီးရီလီညှိနှိုင်းကိုယ်ကဲရေးမှုဖြစ်လာခြင်းဖြစ်ပါသည် ဆလပီမင်းအောင်လိုက်မိမကျူကျူလာတို့နဲ့အတူသာသမီမြေတချို့ပါရုရှားသူအလေခရီးအဖြစ်လိုက်ပါသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ရှင်။အကျန်းဖက်စစ်ကောင်ဆောင်မင်းအောင်လိုက်မိမတော်ကျူကျူလာတို့နဲ့အတူသာသမီမြေတချို့ပါရုရှားနိုင်ငံသူအလေခရီးအဖြစ်လိုက်ပါသွားပြီးယနေ့နနက်9နာရီခွဲတွင်နေပြည်တော်လေးစိတ်မှထွက်ခွာသွားကြောင်းသိရှိရပါတယ်။မေလ9ရက်နေ့ရုရှားနိုင်ငံမော်စကိုမြို့ရင်ပင်ဒီတွင်ပြုလုပ်မည်ဒုတိယကမ္ဘာစစ်ပြီးဆုံးသည့်ရင်ပင်ဒီအောင်ပွဲအခမ်းအနားသို့မင်းအောင်လိုက်နဲ့အတူမိမဖြစ်သူတော်ကျူကျူလာတက်ရောက်ရန်နေပြည်တော်လေးစိတ် မှရုရှားနိုင်ငံသို့ယနေ့နံနက်ပိုင်းထွက်ခွာသွားခြင်းဖြစ်ပြီးမေအောင်လိုင်းတူကျူလာတို့နှင့်အတူသာသမီမြေတချို့ပါလိုက်ပါသွားကြောင်းသိရှိရပါတယ်။သူမြေးလေးတွေနဲ့သားသမီးတွေပါသွားတယ်အလဲခေါ်သွားတာဟုနေပြီးတော့စေယုံနဲ့နီးစပ်သောတရင်ရင်မြက်ကတရင်ဌာနသို့ပြောဆိုပါတယ်။မေအောင်လိုင်းမိမတော်ကျူကျူလာအပါဝဲမိသားစုဝင်များလိုက်ပါသွားသောလေယံမှာ MAIA 319 HYALK လေယံဖြစ်ပြီးရင်းလေယံမှာပြပမှ900ချရာမှာယခုနှစ်ဖေဖော်ဝါရီလအတွင်းအပီးပြက်ဝယ်ယူလိုက်ခြင်းဖြစ်ပါတယ်။ အဆိုပါလျင်သည်နေပြည်တော်လေဆိပ်မှရုရှားနိုင်ငံမော်စကိုမြို့သို့ထွက်ခွာရာတွင်လမ်းခရီးခရီးတထောက်အဖြစ်တရုတ်နိုင်ငံတွင်ခေတ္တဆင်းသက်ရနာ၍လေယာဉ်စီဖြစ်မည်ဖြစ်ကြောင်းသိရှိရပါသည်။မင်းအောင်နိုင်မိသားစုနှင့်အတူစစ်ကောင်စီတွဲဖက်အတွင်ရေးမှူးရဲဝင်းဦးကောင်စီဝင်တချို့ကာကွယ်ရေးဝန်ကြီးမောင်မောင်အေးနိုင်ငံသားရေးဝန်ကြီးတန်းဆွေညီနိုင်ကိုကယ်ရေးမှူးကြီးရေးလေးကျော်စွာလင်းတို့လိုက်ပါသွားကြောင်းသိရှိရပါသည်။ ဆက်လက်ပြီးကောလင်းမြို့နယ်ရှောက်ပင်ချမ်းရွာကိုစစ်တပ်ကလေရင်ဖြစ်ပုံကျမှုနေအိမ်နှင့်အဆောက်အအုံများပြက်စီးတဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပြီးတော့မှဖြစ်ပါရရှင်။သကိုင်းတိုင်းကောလင်းမြို့နယ်အရှိချမ်းရှိရှောက်ပင်ချမ်းရွာကိုအကြမ်းဖက်စစ်တပ်ကလေကြောင်းတိုက်ခိုက်မှုလှုပ်ဆောင်ခဲ့၍ပြည်သူပိုင်နေအိမ်တလုံးထိခိုက်ပျက်စီးသွားကြောင်းကောလင်း info မှတာဝန်ရှိသူတို့ကသတင်းဌာနသို့ပြောကြားပါရသည်။ ်မေလ9ရက်နေ့နနက်အစောပိုင်းတနာရီ9မိနစ်အချိန်အချမ်းဘတ်စစ်တပ်က Jet Fighter ဖြင့်ဘုံးနှလုံးကျဲချခဲ့ခြင်းဖြစ်ကြောင်းသိရှိရပါတယ်။ဗားစီရေးလှုံ့ရှားမှုမှမရှိပါဘူးပြည်သူကိုပြစ်မှတ်ထားတိုက်ခိုက်တာပါဟု Calling Info မှာတာဝန်ရှိသူတို့ကသတင်းဌာနသို့ပြောကြားပါတယ်။ဘုံးကျဲတိုက်ခိုက်ခံခဲ့ရ၍ရှောက်ပင်ချုံကျေးရွာမှာဦးမောင်ဝေဤနေအိမ်ထိခိုက်ပျက်စီးခဲ့ပြီးကျေးရွာလျက်စစ်မိတိုင်များလည်းပျက်စီးခဲ့ကြောင်းပြည်သူများတိမ်းရှောင်နိုင်ခဲ့၍လူထိခိုက်မှုမရှိကြောင်း Calling Info ထံမှသိရှိရပါတယ်။ ဆက်လက်ပြီးကြောက်ထုမျိုးတို့ဆောက်လို့ရေးပစ္စည်းသွားဝယ်သည့်တန်ဃာတော်တပါးနှင့်ပြည်သူတို့အုပ်ကိုစစ်တပ်ကဖမ်းဆီးရိုက်နှက်နှိပ်စက်မှုတောင်တန်ဃာတော်ပြန်လွန်တော်မူပြည်သူမှမူစေဝါကူတာမှုခံယူနေရတဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပြီးတော့မှာဖြစ်ပါရဲ့ရှင်။ မကွေးတိုင်းစောမြို့နယ်ကြောက်ထုမြို့တဲကိုစောက်လို့ရေပစ္စည်းသွားဝယ်သည့်ဦးစင်တပါးနှင့်တက္ကတူးကိုစစ်တပ်ကဖမ်းဆီးရိုက်နှက်နှိမ့်ဆက်မှုကြောင့်တန်ကားတော်မှာပြန်လွန်တော်မူသွားပြီးအသက်38နှစ်အရွယ်တက္ကဖြစ်သူစံမင်ဦးမှာစေဝါကုသမှုခံယူနေရကြောင်းရောအလင်းတန်းမှာကိုအောင်ကြီးကသတင်းဌာနသို့ပြောကြားပါတယ်။မိလ3ရက်နေ့စောမြို့နယ်ကြောက်ထုတိုင်းနဲ့တပြင်းကျေးရွာဖုန်ကြီးကျောင်းမှာတက်တော်40နှစ်အရွယ်တန်ကားတော်နှင့်တက္ကကိုစံမင်ဦးတို့သည်စောက်လို့ရေပစ္စည်းဝယ်ရန်ဆိုင်ကယ်ဖြင့်ကြောက်ထုမြို့ပေါ်သို့သွားရောက်ခဲ့ကြောင်း ။ဆောက်လုပ်ရေးပစ္စည်းများရောင်းဝယ်သည့်ဆိုင်သို့ရောက်ရှိပြီးပစ္စည်းများဝယ်ယူနေစဉ်အရက်သေးစားတောက်စားထားသည့်စစ်သားများကလာရောက်ဖမ်းဆီးသွားကြောင်းသိရှိရပါသည်။ထို့သောဖမ်းဆီးပြီးနောက်ကြောက်ထုမြို့အမြောက်တပ်တွင်သို့ခေါ်ဆောင်သွားပြီးဦးစင်လူအမိတမ်းမင်းနှင့်တကာကိုစမ်းမင်းဦးတို့ကိုတဏီကုံရိုက်နှင့်နှိပ်စက်ခဲ့ရာဦးစင်မှာနောက်ကျောထိုးသွင်းတံရသုံးချက်ခြေထောက်တစ်ဖက်ကျိုးတံရကြောပြင်တစ်ခုလုံးညှိုးမဲတံရမျက်နှာဖူးရောင်တံရရရှိကြောင်းတကာကိုစမ်းမင်းဦးမှာမူပေါင်ထိုးသွင်းတံရမျက်နှာဖူးရောင်တံရကြောပြင်ညှိုးမဲတံရရရှိခဲ့ကြောင်းသိရှိရပါသည် ထို့သောစစ်တပ်ကတနေကုန်ညှဉ်းပန်းနှိပ်စက်ပြီးနောက်ပြန်လွတ်ပေးလိုက်ရာတပြင်းချေးရွာသို့ပြန်လည်ရောက်ရှိပြီးမေလ၄ရက်နေ့ညနေပိုင်းတွင်နှိပ်စက်တရားများဖြင့်တန်ဃာတော်မှပြန်လွတ်တော်မူသောကြောင့်ဒကာဆမ်းမင်းဦးမှလည်းစေဝါကုသမှုခံယူနေရကြောင်းသိရပါသည် ဦးစင်းနဲ့တကားတို့ကကြောက်ထုမျိုးတွေကိုစောက်လို့ရေးသုံးပစ္စည်းလိုအပ်တာလေးတွေသွားဝယ်ရင်အဖမ်းခံရတာပါအမြောက်တက်တဲ့ခေါ်သွားပြီးစိတ်ကြိုက်နှိမ့်ဆက်တယ်ညနေမိုးစချုံမှပြန်လွှတ်လိုက်တာပါဖမ်းခေါ်သွားတဲ့အချိန်ကနေ့လယ်ပိုင်းလောက်ကနေဖမ်းခေါ်သွားတာတနေ့လယ်လုံးနှိမ့်ဆက်ပြီးမှပြန်လွှတ်လိုက်တာပါဟုရောအလင်းတမကိုအောင်ကြီးကသတင်းဌာနသို့ပြောကြားပါတယ် စစ်ကောင်စီတပ်များ၏ရိုင်းနှံနှိပ်စက်ခရောင်မှုကြောင့်ပြည်လုံးတော်မှုသွားသောတန်ခါတော်လူအမိတမ်းမင်းသည်လွန်ခဲ့တဲ့၃နှစ်ခန့်မှစာရေးသာသနာပေါင်းသွေးသို့ဝင်ရောက်ခဲ့ခြင်းဖြစ်ကြောင်းသိရပါတယ်။ကြောက်သူမျိုးတွင်စစ်တပ်ကယူနီဖောင်းဖြင့်၎င်းအရဲဝတ်များဖြင့်၎င်းပုံမှန်လှည့်လည်ကပြည်သူများကိုစောင့်ကြည့်၍ဖမ်းဆီးလျက်ရှိပြီးပြည်သူများအနေဖြင့်ကြောက်သူမျိုးတွေသို့မလို့အပ်ဘဲခရီးသွားလာခြင်းမပြုကြပါရန်ရော့အလင်းတန်းကတိုက်တွန်းထားပါတယ်။ကျမ့်မိုက်တဲ့ရင်တင်ဆက်မှုကိုဒီမှာပဲရနာခွင့်ပြုပါရှင်အားလုံးပဲရှင်လန်းချမ်းမြေကြပါစေရှင်